ဒီလိုအစီအမျိုးမှာနှစ်ဖက်အပြစ်ကရဆက်ပြီးရတော့ခေါင်းနဲ့လက္ခဏာပေါ့ဒါပေမဲ့သူကဂရိမှမတီးတာပဲပဇက်ကနေပြီးတော့အပြစ်ကရဆက်ရေးတွေလုတ်တယ်ရေးပြင်မှာတော့ပြည်အောင်စုတဝန်းလုံးကဘယ်တော့မှမအေးချမ်းခဲ့ဘူးပေါ့နော်စစ်ကောင်စီဘက်ကနည်းနည်းမယူသားတာမဟုတ်ဘူးလေဘယ်တော့မှလည်းမယူသားဘူးလေအခု KIA ဘက်ကသွားပြီးတော့ပုံနေကြည့်နေတယ်လေ သူတို့ပြည်သူပြည်သားတွေအနေနဲ့ကဘာမြင်လဲဆိုတော့ဘာကြီးပဲပါဇက်ကကျင်ညာကျင်ညာပေါ့နော်ပါဇက်ကနေပြီးတော့ဘာကြီးပဲကျင်စာရရပဲဘလောက်ပဲထုတ်ပြန်ထုတ်ပြန်လက်ရှိမြေပြင်မှာဘာတက်ရောက်တယ်လဲအဲနေ့စဉ်နဲ့မျှလဲပဲတောက်လျှောက်တိုက်လာတာပဲအဲ့တော့ပါဇက်ကနေပြီးတော့အပြစ်ခတ်ရက်စဲကြီးတွေလုတ်တယ်မြေပြင်မှာတော့ပြည်အောင်စုတဝန်းလုံးမှာဘယ်တော့မှမအီချမ်းခဲ့ဘူးပေါ့နော်ဒီလိုအစီမျိုးမှာနှစ်ဖက်အပြစ်ခတ်ရက်စဲပြီးတော့ကောင်းတဲ့လက္ခဏာပေါ့ဒါပေမဲ့သူကဂရိမှမတီးတာပဲ စစ်တပ်ကတကယ်တမ်းခင်ဗျသူပြောထားတဲ့အချိန်နိုင်ပိုင်းမကြတယ်လေအခုဘမဝိုင်းမို့ကျဲသွားတယ်ရတင်းလုတ်ပြီးတော့နိုင်ပိုင်းနိုင်နှစ်နိုင်လောက်နေတော့တကကျွန်တော်တို့စကိုင်းတိုင်းက6ဦးကိုကျဲတယ်နောက်လောင်းချူကျဲတယ်အဲသူကတော့ဟိုပါဟိုဘင်တက်လားဟဲ့လားအဲစီဝတ်တက်ဆရာရှိလို့မြန်မာဘာနာအောင်လုပ်တဲ့သဘောနေမှာပါတကယ်တကယ်မကြပါဘူး အခု तू ကအပြစ်ခတ်ရစေမလုတ်ခင်မှာသူ့ကိုအပြစ်ခတ်ရစေလို့ခုပြောတဲ့အချိန်မှာ तू ကပြောတာရှင်းရှင်းလေးပြီဒါစုဖွဲ့မှုတွေလုပ်လို့ကျွန်တော်တို့တိုက်ပါတယ်လို့လည်းပြောတယ်အဲသူတို့ကစစ်ကိုနိုင်အောင်တိုက်မယ်ဆိုတဲ့ဟာမျိုးပေါ့သူတို့မှရှိတယ်ဒီပြစ်ခတ်ရစေကဘာကြောင့်ပေါ်လာလဲဆိုရင်တရုတ်နိုင်ငံကလည်းသူတို့ဖိအားပေးလာတယ်အဲ့လိုပေးတဲ့အပေါ်မှာသူတို့က မလုချင်းလုချင်းနဲ့ပြည့်ခတ်ရဆေးရလုတ်တာဒါကြောင့်ဒီပြည့်ခတ်ရဆေးရဘလို့မှအတိတ်ပဲလဲအားရစရာလည်းမကောင်းဘူးတည်မြဲမှလည်းမဟုတ်ဘူးเนาะတိုက်နေမှာပဲပြောရတဲ့ဒုနေရမညီဘူးဗျာအခုလက်ရှိလည်းတင်းတွဲနေရပြီပဲเนาะခုမွေးတော်ဘူးလည်းပြောသွားပြီပဲဗျာငါဂရိတီဘူးလို့လည်းပြောပြီးတော့ပြောနေတဲ့ချိန်မှာပဲကျဲတာတဲ့နဲ့ကြီးနဲ့လည်းထူတယ်လေဝင်မောသူတို့ဘာပြောပြောဘာဘာမိတ်နေထုတ်နေနေကျွန်တော်တော့မယုံကြည်တော့ယုံကြည်လို့လည်းမရတော့ဘူးလေသူတို့ကဂရိမတီဘူးဆိုတော့ကျွန်တော်တို့ကသိထားတဲ့အတွက်သူတို့ဘာပြောပြောလဲကျွန်တော်တို့ကယုံကြည်မှမရှိတော့တာလေ ကြီးညာယုံတက်တဲ့မြေကမတ်တာလောက်တော့သူလုတ်ပြမှရအောင်လေအဲအကြောင်းဘာမှမယူတာဘူးဘာမှမျောလင်းစရာလည်းမရှိသူတို့အာစက်ကစားနေလဲဒီတိခက်ရက်ဆက်ရေးသူတို့က190ဆိုတော့မကြမီပြတော့မှ190အဲ့အဲ့ဒီဘေးတူတွေကြတော့ဘလုံးမအထိရောက်မှုမရှိသေးဘူးသူတို့ဘာလဲဘာမှသူတို့ရဲ့ကနေထောင်ရဘာမှမလုပ်ရတဲ့ဒီစံလေဒီထောင်ရနဲ့ပတ်သက်ရင်တော့ဘလို့မှဒီကြားမှာဘလို့မှဆက်မပြေဘူးလေ။ ီဆရာနာရှင်စနစ်ရှိနေသမျှကလပ်ပတ်လုံးပြည်သူလူထုရွေးချယ်တင်မြောက်တဲ့အစိုးရဆိုတာလေရှိလာမှာမဟုတ်သလိုပြည်သူလူထုရွေးချယ်တင်မြောက်တဲ့အစိုးရသူတို့ကြိုက်တာလုံးမှာရမယ်အဲ့တော့ဒီဆရာနာရှင်စနစ်ကမရှိမှဟုတ်ဖြစ်မ